တာလီစွာပါဒီကနေ့နိုဝင်ဘာလ9ရက်နေ့နရစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကို ကျမဟန္နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမှာဒေတာကန်တွေစစ်ရှောင်းနေစဉ်ကြံနေခဲ့တဲ့လက်ဦးတင်စပားတွေကို အကျန်းဖက်စစ်သားတွေကဝင်ရောက်ရိတ်သိမ်းနေတဲ့သတင်းရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ကအာရခတက်တော် AA ရဲ့လုံခြုံရေးစခန်းကိုဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်စစ်တပ်က လက်နက်ငယ်နဲ့ပစ်ခတ်ခဲ့တဲ့တဲ့တင်ဂုတ်ကြီးရွာတိုက်ပွဲမှာစစ်တပ်ကအထိနာနေပြီးလေချောင်းကနေအပြင်းအထန်ဘုံကျဲနေတဲ့တဲ့အပြင်အခြားစိတ်ဝင်စားစရာတဲ့တွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်ကြောက်ဖြူမျိုးနယ်မှာဒေတာကန်တွေစစ်ပေးရှောင်းနေစဉ်ကြံနေခဲ့တဲ့လက်ဦးတင်စပါဒေတာအခေါ်ကောက်ရင်စပါတွေကို အကြမ်းဖက်စစ်တပ်ကဝင်ရောက်ရိတ်သိမ်းနေတယ်လို့တဲ့ရင်ရရှိပါတယ်ရှင် အကျန်းဖက်စစ်သားတွေဟာကြောက်ဖြူမြို့နယ်ဂုံးချွန်တိုက်နယ်ကဂေါ်တူတောင်နှမ်းဘက်နဲ့ချောင်းဝဘက်တို့ကဒေတာကန်တွေစစ်ရှောင်နေစဉ်ကြံနေခဲ့တဲ့ကျွဲနွားတရိတ်ဆန်တွေကအစာယူပြီးစားတော့နေတယ်လို့မဲ့ဝဲနေတဲ့လက်ဦးတင်စပားတွေကိုပါရိတ်သိမ်းယူလာနေတယ်လို့မျက်မြင်ဒေတာကန်တယောက်ကပြောပါရယ်။တချို့ရွာတွေဆိုရွာသားတွေမရှိတော့စစ်တပ်ကပြစ်စီတွေယူလာတဲ့အပြင်စပားတွေကိုပါရိတ်သွားတာမျိုးရှိတယ်လို့နရီဇရာကိုပြောပါရယ်။ ရိတ်တိမ်ထားတဲ့အဲ့ဒီစပားတွေကိုထော်လာကြီးတွေနဲ့တည်ဆောင်နေတာကိုတွေ့ရပြီးရိတ်ခါအတွက်လားရောင်းချရန်အတွက်လားဆိုတာကိုမသိရသေးဘူးလို့လည်းပြောပါတယ်အဲ့ဒီစပားတွေဟာသွင်းအားစုတွေဈေးအဆမတန်မြင့်မားနေတဲ့ကြားကဒေတာကန်တွေခက်ခက်ခဲခဲစိုက်ပျိုးထားတဲ့စပားတွေဖြစ်ပြီးလက်ရှိကြောက်ဖြူမျိုးနယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ကြားရတဲ့ဒေတာကန်တွေဟာမိမိတို့စပားတွေကိုမိမိတို့ကိုယ်တိုင်ရိတ်သိမ်းနိုင်မှုမရှိဖြစ်နေရတာပါ ကြဖြူတနယ်လုံးနီးပါးကဒေသခံတွေဟာလက်ရှိတိုက်ပွဲတွေကြောင့်အသက်လူထွက်ပြေးလာရပြီးစိုက်ပျိုးထားတဲ့လက်ဦးတင်စပားတွေမဲ့ဝင်းပြီးရိတ်သိမ်းချိန်တက်နေပေမဲ့စွန့်ပစ်ထားကြရပြီးနေစရာစားစရာပါအကျက်အသေးကြုံနေရတယ်လို့ကြဖြူစစ်ဆောင်တအူးကပြောပါတယ်ကြောက်ဖြူမျိုးနယ်မှာလက်ရှိတိုက်ပွဲတွေနဲ့လက်နက်မျိုးစုံပစ်ခတ်ခံရမှုတွေကြောင့်ကြောက်ဖြူတနယ်လုံးနီးပါးဆစ်ဆောင်နေကြပြီးဆစ်ဆောင်ဥယျာဉ်တိုင်းနဲ့ချီရှိလာနေတယ်လို့သိရပါဗျ။ ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ကအာရခတပ်တော်ရဲ့လုံခြုံရေးစခန်းကိုဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်စစ်တပ်ကလက်နက်ငယ်နဲ့ပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ရခိုင်ဘက်အချမ်းကအေအေရဲ့အထက်ကြီးကျွန်းလုံခြုံရေးစခန်းကို Cox's Bazar ခရိုင်ဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ်ကင်းစခန်းကနေမနေ့ကနိုဝင်ဘာ9ရက်နေ့ညနေပိုင်းမှာလက်နက်ငယ်တွေနဲ့လှမ်းပစ်ခဲ့တယ်လို့ APN သတင်းမှာဖော်ပြထားပါတယ်။ ဒေတာကန်တဦးကဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ် BGB စခန်းကလက်နက်ငယ်ပစ်တာမှန်နဲ့အထက်ကြီးကျွန်းဘက်ကိုပစ်တယ်လို့နရဇရာကဆက်သွယ်မေးမြန်းစဉ်အတည်ပြုပြောဆိုပါရယ်။နိုဝင်ဘာ9ရက်နေ့ညနေ4:55မိနစ်အချိန်ကမှအထက်ကြီးကျွန်းလုံခြုံရေးစခန်းကို AAG 4တောင်းလမ်းပစ်ခဲ့တာဖြစ်ပြီးဘာကြောင့်ပစ်ခတ်တယ်ဆိုတာမသိရှိရသေးပါဘူး။အထက်ကြီးကျွန်းဟာနှက်မြစ်အတွင်တည်ရှိပြီးရခိုင်ဘက်ခြမ်းမှာတည်ရှိတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ အာရခတပ်တော်နဲ့ဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ်ကြားဆက်ဆံရေးအဆင်မပြေပဲအဖို့အထစ်တချို့ရှိနေပြီးအခုပြစ်ခတ်မှုဟာနှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေအတွက်အရေးကြီးတဲ့အခြေအနေတစ်ရပ်ဖြစ်တယ်လို့နေဆက်အရေးသုံးသက်သူတဦးကပြောပါတယ်။အမ်ဘရန်လန်ကနေရီကန်တောင်လေချောင်းရံကာကွယ်ရေးစခန်းကိုထိုးပေါက်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့အာရခတပ်တော်အေအေဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တို့ဟာဂုတ်ကြီးကျွရအရှိတ်ဘက်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ အကြမ်းဖက်မြန်မာစစ်တပ်ဟာအင်အား300ခန့်ကိုစစ်ကြောင်း2ကြောင်းခွဲပြီးရှေ့စင်နောက်ဆင့်ဖြန့်ခွဲထိုးစစ်ဆင်လာပေမဲ့အေအေဥဆောင်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကဂုတ်ကြီးကျွရအရှိတ်မှာကြားဖြတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ကအကြအဆုံများနေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါရတယ်။ နှစ်ဖက်တိုက်ပွဲကတော့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။တရားတလောက်ကတော့စစ်တပ်ကပထမစစ်ကြောင်အကြအဆုံများနေတယ်လို့သိရတယ်။ဒီအတွက်မနေ့ကဆိုလေချောင်းကအကြီးအကျယ်ပစ်ကူပေးနေတယ်။လေရင်ပေါ်ကစစ်တနတ်တွေနဲ့ပါပစ်တာလို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။စစ်ကောင်စီတပ်ကဝိုင်တွဲလေရင်နဲ့နိုဝင်ဘာ6ရက်ညနေ4:30မိနစ်မှာပိတ်မိနေတဲ့နက်ရီကံပြူဟာကုန်းကိုထောက်ပို့ပစ္စည်းတွေလာရောက်ချပေးခဲ့တယ်လို့မျက်မြင်ဒေသခံတအူးကပြောပါရယ်။ လေရင်ကပစ္စည်းမချခင်အနီးအနားကျွရပတ်ဝန်းကျင်ကိုဘုံချတယ်ပြီးတော့ပစ္စည်းချတယ်လို့ပြောပါတယ်။ထောက်ပို့လင်းရဟာဂုတ်ကြီး၊လင်းတဲ၊စွန်တက်၊ပစည်းစတဲ့ကျွရတွေနဲ့နှက်ရီကန်တောင်ပတ်ဝန်းကျင်ကိုဘုံကျဲတိုက်ခိုက်ပြီးနောက်ထောက်ပို့ပစ္စည်းတွေကိုဗျူဟာကုန်းကိုတိုက်ရိုက်ချပေးခဲ့တာလို့သိရပါတယ်။မြန်မာအကြမ်းဖက်စစ်တပ်ဟာပိတ်မိနေတဲ့နှက်ရီကန်တောင် လေချောင်းရံဗျူဟာစခန်းကိုစစ်ကြောင်းများစုဖွဲ့ပြီး အသေးအတန်ထိုးဖောက်နေပေမဲ့အခုချိန်အထိထိုးဖောက်မရောက်နိုင်ပဲဖြစ်နေတယ်လို့သိရပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ပြည်တွင်းသတင်းတပုတ်အနေနဲ့ရွေးကောက်ပွဲစောင့်ကြည့်သူတွေစေလွတ်ပေးဖို့မြန်မာစစ်အစိုးရကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတောင်းခံတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ကုလသမဂ္ဂအပါအဝင်နိုင်ငံအများစုရဲ့အတိအမှတ်ပြုခြင်းမခံရတဲ့စစ်ကော်မရှင်ကရွေးကောက်ပွဲကိုဘင်္ဂလားဒေ့ရှ်ကနေစောင့်ကြည့်သူတွေဆေလွတ်ပေးဖို့တောင်းခံစာတစ်စောင်ကိုရေးသားပေးပို့ခဲ့တယ်လို့သိရပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အစိုးရဟာဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်သူတွေစိတ်လွတ်ပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတောင်းဆိုခဲ့ပေမဲ့ဘင်္ဂလားဒေ့ရှ်ကလက်တလုံးမှာတုတ်ပြတ်မှုမလုပ်သေးဘဲတိတ်ဆိတ်နေတယ်လို့ပျော်ထောင့်အာလောင်သတင်းမှရေးသားထားပါတယ်။ တန်တမန်အရင်အမြင့်တွေရဲ့အဆိုအရမြန်မာနိုင်ငံဟာမကြသေးမီကဒါကာကိုရွေးကောက်ပွဲစောင့်ကြည့်သူတွေစေလွတ်ပေးဖို့တရားဝင်စာတစောင်ပို့ခဲ့တယ်လို့သိရပါဗျ။2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံရဲ့ပထမဆုံးရွေးကောက်ပွဲဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုပထမအကြော့အနေနဲ့ဒီဇင်ဘာ28ရက်မှာကျင်းပသွားမှာဖြစ်ပြီး2026ဇန်နဝါရီ17ရက်မှာဒုတိယအကြော့ကျင်းပသွားမယ်လို့သိရပါဗျ။ နိုင်ငံရေးပါတီ55ခုကရွေးကောက်ပွဲအတွက်မပုံတင်ထားပြီးကိုကူကတနိုင်ငံလုံးနေရာအများမှာရှင်ပြိုင်ကြမယ်လို့စစ်အစိုးရရဲ့ဘင်္ဂလားဒေ့ရှ်ကိုပေးပို့တဲ့စာမှာဖော်ပြထားတယ်လို့သိရပါတယ်။စစ်အာဏာပိုင်တွေဟာမတမရွေးကောက်ပွဲကတဆင့်တရားဝင်မှုကိုရှာဖွေဖို့အပြင်းအထန်စ조사နေပြီးဒီဇင်ဘာလမှာစတင်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားဝင်မျှတမှုရှိမှာမဟုတ်ဘူးလို့ကုလရဲ့အစီရင်ခံစာကသတိပေးထားပါတယ်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဖိလစ်ပိုင်မှာတိုင်ဖွန်းမုန်တိုင်းကြောင့်သေဆုံးသူဦးရေ140ရှိလာပြီးပျောက်ဆုံးသူ128ဦးရှိလာတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဖိလစ်ပိုင်မှာတိုင်ဖွန်းမုန်တိုင်းကယ်မတ်ကြီးကြောင့်သေဆုံးသူဦးရေ140ရှိလာပြီးပျောက်ဆုံးသူ128ဦးရှိတယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။ မုန်တိုင်းဟာဖိလစ်ပိုင်အလဲပိုင်းမှာပြင်းထန်တဲ့ရေကြီးရေလျှံမှုတွေကိုဖြစ်ပေါ်စေပြီးနောက်အနည်းဆုံးလူ140သေဆုံးပြီးနောက်ထပ်128ဦးပျောက်ဆုံးနေတယ်လို့ကြာသာပတေးနေ့ကတရားဝင်ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရသိရပါဗျ။ဒီအပတ်အတွင်းစီဘူးပြည်နယ်ကမြို့ကြီးတွေအပါအဝင်မြို့တွေမှာမကြုံစဘူးရေကြီးမှုတွေဖြစ်ပွားခဲ့ပြီးကားတွေအပါအဝင်မြစ်ကမ်းဘေးရှိတဲအိမ်တွေနဲ့ကြီးမားတဲ့တင်းဘောကွန်တိန်နာတွေပါရေထဲမျောပါသွားခဲ့တယ်လို့ဆိုပါရယ်။ စီဘူးမျိုးတော်ဝိုက်ကဒေတာတွေမှာကဲမက်ကြီးမုံတိုင်းမဝင်ရောက်မီ24နာရီအတွင်းမိုးရေချင်း18.3 cm ခဏလက်မကန့်ရွာတွန်းခဲ့ပြီးလစဉ်ပြင်းမြမိုးရေချင်း73.3 cm ထက်များစွာကျော်လွန်ခဲ့တယ်လို့ယာတီဥတုပညာရှင်က AFP ကိုပြောကြားခဲ့တယ်လို့ဆိုပါတယ်အင်ကာနေမှာပြည်내အုပ်ချုပ်ရေးမှုကအခြေအနေကိုမှကြုံစဘူးနဲ့ပြည့်စည်ဆုံးရှုံးမှုတွေအများဆုံးလို့ပြောပါရယ် လူသားတွေပြုလုပ်တဲ့ရာသီဥတုပြောင်းလဲမှုကြောင့်မုန်တိုင်းတွေဟာပုံမှုအကောင်းလာခဲ့တယ်လို့သိပ္ပံပညာရှင်တွေကသတိပေးထားပါဗျာ။ နရီစရာသတင်းဌာနကနိုင်စင်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရီစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narijara.com ဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နရီစရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲကျန်းမာရှင်လန်းကြပါစေရှင်။